Hello, hello. Now it's time for our single love tarot reading. ဆရာလေးကို single တွေအတွက်ကိုလေးကို tarot reading လေးလုပ်ပေးလာတာနှစ်လကျော်သုံးလလောက်တော့ရှိပြီပေါ့နော်ဆရာထုံးစံတိုင်းလေးက pick a tarot reading လေး create လုပ်ရတာလေးကိုသဘောကျတယ်အဲ့တော့ဒီတစ်ခါလဲလေးကို July 15ကနေ August 15ပေါ့နော် mid July to mid August အတွင်းမှာ single ပေါ့လက်ရှိမှာ relationship ရှိမနေဘူး ချစ်တီဗီဇာပတ်သက်နေတဲ့ dealing person ရှိမနေဘူးเนาะတခါမှရေးစားမထားဘူးတဲ့လူတွေလည်းဒီ pick a dry reading လေးမှာဝင်ပြီးရွှေလို့ရမယ်ပေါ့เนาะဟောတချို့လည်းဒီ Facebook မှာ page မှာ post လေးတင်ထားတဲ့အယုတ်ကလေး၃ယုတ်ပြထားတယ်ပေါ့เนาะတချို့လည်းကြိုပြီးရွေးထားကြပြီးပြီလို့လို့ထင်တယ်မရွေးရသေးတဲ့လူဆိုလို့ရှိရင်လည်းဒီမှာရွေးပြဖို့အတွက်အချိန်ပေးမယ်ပေါ့เนาะဆိုတော့အယုတ်ကလေး၃ယုတ်လေးကိုခင်းထားတယ်အဲ့တော့ July 15 to August 15မှာကိုယ့်ရဲ့ single love ပေါ့လေအဲ့တော့ကိုဘွားတင်းကိုလူတစ်ပဲဝင်လာမလားဒါမှမဟုတ်လည်းအရှိမအောင်ကပတ်သက်ခဲ့တဲ့သူတွေရှိရဆိုလို့ရှိရင်လည်းအဲ့ဒီလူကကိုယ်စီပဲပြန်ရောက်လာမလားပေါ့ဘီယောက general energy ကိုဆွဲမှာဖြစ်တယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒီရုပ်ကလေးနည်းနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်အဲ့တော့ဒီရုပ်ကလေးတွေကနာမည်လေးရှိရဲသူတို့ကသူတို့ဒီရုပ်ကလေးက scarpenter ရုပ်ကလေးလို့ခေါ်တယ်ဆိုတော့ဒီ toy number 1ပေါ့နော်ဒီမျက်စိမမေးလေးနဲ့ chinese look နဲ့ ဒီ trial number 1ကသူ့နာမည်က law executor တဲ့ this is trial 1 and then trial 2 try do are this is a mediator အထုတ်လေးစောင်းလာပြီမျက်စိလေးမှိတ်နော် so this is a mediator လို့ခေါ်တယ်သူနာမည်လေးရ and then this is a try 3သူက heart seeker နှလုံးသားရှာဖွေသူပေါ့သူကကြပြဆံမဲ့ပုံနှလုံးသားရှာဖွေသူ heart seeker so law executor mediator heart seeker ပေါ့နော်တွိုင်လေး၃ခုလီယိုခင်းထားတယ်အဲ့တော့လီယိုကဖတ်ပေးမဲ့ style ကကြတော့အဲ pick a join မှာလီယိုဒီတစ်ခါတော့သူစကြလေးဖြစ်သွားအောင်တွိုင်တစ်ခုချင်းစီအတွက်မတူညီတဲ့ deck လေး၃ခုကိုလီယိုသုံးမယ်ဒီ try address ကိုဒီ deck ပေါ့နော်မတူညီတဲ့ deck လေးတစ်ခုချင်းစီနဲ့လီယိုကဖတ်ပေးမှာဖြစ်တယ်အဲ့တော့ကိုကိုဘယ်ရုပ်ကလေးကကိုယ်ဆွဲဆောင်တယ်ကိုယ့်ရဲ့အခြေအအကြောင်းကိုဖေးရုပ်ကလေးက express လုပ်ပြီးတော့တိတိကျကျပြောပေးနိုင်မလဲဆိုတာကိုရွေးချယ်ကြည့်လိုက်နော် ဆိုတော့ဒီကိုရွေးချယ်ဖို့အတွက်အချိန်လေးပေးထားမယ်အဲ့တော့ try 1 try 2 try 3โอเคကလောက်ဆိုရင်တော့အားလုံးရွေးပြီးပြီလို့ထင်တယ်အဲ့တော့ Leo နဲ့တူအယုတ်တစ်ခုချင်းစီရဘလို့ message လေးပေးမလဲဆိုတာကိုကြည့်လိုက်ကြမယ်เนาะ All right ဒီတစ်ခါတော့ Leo try one ပေါ့เนาะဒီ law executor ဆိုရက်ယုတ်ကလေးပေါ့เนาะ အဲဒီလိုအားလုံးကတော့ချစ်စရာလေးတွေပဲအဲဒီရောတော့အကုန်လုံးချစ်တယ်အကုန်လုံးရွေးလိုက်မယ်နော်ဆိုတော့အကုန်လုံးရွေးလို့တော့မရဘူးနော် I'm just kidding အဲတော့ကိုအရွေးချယ်ခြင်းဆုံးပေါ့နော်ကိုအတွက် drone ဖြစ်ဆုံးရုပ်တရုပ်ကိုရွေးပေါ့နော်ဒါမှ message ကတိတိကျကျကိုအတွက်မှန်မှန်ကန်ကန်လေးအဲ message လေး guidance လေးရမယ်ပေါ့နော်ဆိုတော့ဒါလေးက law executor ရဲ့ try one ပေါ့နော်မြေမီးမာလေးချစ်စရာလေးဆိုတော့ဒီရုပ်ကလေးကိုရွေးထားတဲ့သူတွေရဲ့ single ပေါ့နော် single love life ပေါ့ July August 2015 အဲ July 15 to August 15ဘာတွေဖြစ်ကြမလဲပေါ့နော်အဲ့တော့ကြည့်ကြမယ် single lady let's send message for courage of this group โอเคအဲ့တော့တခြားဟာကြီးမကြည့်ခင်မှာအာဒီ group ကရွေးချယ်နေရလို့ခံစားရတယ်ဒီ group ကစွန်တဲ့ group နော်အဲဒီ group ကဝိုင်းဝိုင်းလေတဲ့စွန်နေနော်တချို့ဆိုလို့ရှိရင် social media မှာ popular ဖြစ်တဲ့လူတွေပါမယ်နော်အဲ့တော့နောက်တစ်ခုကကျတော့ဒီမှာဟိုဒီနေ့ခြေမိုးတဲ့လူတွေပါမယ်ဒီရုပ်တိုင်းပဲအမှန်တကယ်တော့သူကခြေလေရနော် so i'm so i'm so happy and funny to read this group on နော်အဲ့တော့အမြဲတမ်းသူတို့က အကြောမခံအောင်ကိုကလည်းအကြောမခံအောင်သူများကိုကိုလာကြောမှာမျိုးလည်းမကြိုက်ဘူးပေါ့နော်အဲ့လို group deal လို့လူရိုးစိတ်တမှာခံစားရနောက်တစ်ခုကကိုဘွားမှာဖော်မွန်ကောင်းရှာနေသလားဆိုဒီ group ကရှာနေတယ်ရှာနေရဲ့အဲ့တော့ one one လည်းနေရဲ့ energy ကိုအရန်ကိုကျေနပ်နေရဲ့လို့ခံစားရအဲ့တော့ one one မလဲကိုလူသိရှင်ကြမဟုတ်ဘူးဆိုရင်တော့မှကိုကိုစိတ်ဝင်စားနေရဲ့ဟာမျိုးပေါ့ကိုဘာပဲလုပ်လို့ကိုလက်ခုပ် over tv appreciate လုပ်ပေးနေရဲ့သူတွေရရှိတယ်အဲ့တော့ single life မှာကျေနပ်နေရဲ့ အဲပျော်နေရပေါ့ကွာအဲ့လို energy မျိုးလီကိုရတယ်တိုးတော်လဲကိုယ့်ရဲ့စိတ်ထဲမှာတော့အင်းငါဘဝအတွက်ပေါ့နော်တကယ်ကို partner ကောင်းတယောက်ရှိရင်တော့ကောင်းမှာပဲဆိုပြီးတော့တိတ်တခိုးလေးမျော်နေရမျိုးတော့ရှိမယ်ဒါပေမဲ့ဒီ sony ရဲ့ life ကိုကြိုက်နေရမျိုးပေါ့နော်အဲဒီလိုလေးခံစားအဲ့တော့ July 15အဲ့ဒီ August 15ကျမှ bari set ဖြစ်မယ်ကြည်ကြမယ်နော်ကိုယ်ဆိုတော့ challenges practice group ဘယ်လိုလဲ channel of energy what the movement what this group အဲဒီ group ကအိုးဒီမှာ shop sorry လောက်တယ် base of the deck မှာဒီဟာပဲပြန်ကြရဲเนาะ two caps ပြီအဲ့တော့ seriously seriously you you want a, a new partner ဒါမဲ့လေ partner တယောက်လိုချင်တယ်သာပြောတာပါဒီ group ကဒဏ်ရာများတယ်စွန်နေဒါပေမဲ့ နာမည်ကြီးထမင်းငံလာတာမသိကိုအတိတ်မှာတော့ထားခဲ့တာမျိုးတို့နောက်တစ်ခုကကြတော့ကိုအတိတ်မှာချိလုတ်သွားတာမျိုးတို့အစင်ပြေတဲ့ဆက်ဆံရေးမျိုးအစင်ပြေခဲ့တယ်လို့အစင်ပြေမယောင်ယောင်နဲ့ကိုကအထားခံခဲ့ရတာမျိုးအသေးခွဲခံခဲ့ရတာမျိုးတွေရှိလိမ့်မယ်အဲ့တော့ကိုရဲ့ဘဝတွေကိုဘသူကမှပေးမဝင်ဘူးဘသူကမှလက်တင်မလုပ်ဘူး okay အဲစိတ်ဝင်စားလား okay နေစိတ်ဝင်စားလဲ okay စိတ်ဝင်စားပေါ့ဟာဆိုပြီးတော့ဟီဟဲဟဲကျင်းတဲ့နေရပေါ့နော် i see i got the leo vibe အဲ့တော့ဒီ group က Leo energy strong ဖြစ်တယ် Sagittarius energy strong ဖြစ်တယ် Now Venus Leo တို့ Venus Sagittarius တို့ဖြစ်တတ်တယ် commitment issue မှာနည်းနည်းပြဿနာရှိရလို့ခံစား commit မလုပ်ရတာပေါ့နော်နည်းနည်းလေးကြောက်တာပေါ့အဲ့တော့တကယ်တကယ်တော့ကိုကမချစ်တတ်တာမို့ချစ်တတ်တယ်ဒါပေမဲ့ဒီရုပ်ကလေးလိုပဲခက်ချီချီနေရပေါ့နော်အားနဲ့ဒီ ဒီလပိုင်းနေပေါ့နော်ဒီဇူလိုင်မစ်ဇူလိုင်နေမစ်အော့ဂတ်စ်မှာဒီ group ကကိုယ့်ရဲ့ဘဝထဲကိုလူတယောက်ရောက်လာနိုင်တယ်ဒါမှမဟုတ်ရုပ်တရက်အဲ့လူကပြန်ထွက်သွားနိုင်တယ်အဲ့တော့တိတ်ပြီးတော့ stable မဖြစ်သေးဘူးအဲ့တော့ new love လို့လို့ဘာလို့လို့နဲ့ကိုယ့်စီကိုရောက်လာတယ်ပြီးတော့ပြန်ထွက်သွားတယ် so this is something like um committed ဖြစ်တဲ့အခြေအနေမျိုး committed ဖြစ်တဲ့ relationship တစ်ခုမျိုးမြင်သေးဘူးအဲ့တော့ အေးစစ်စစ်ပဲနေရအောင်မျိုးစိတ်တမှာခံစားရတယ်။ဆိုတော့ကိုကကိုကိုတိုင်းက admin မလုပ်ခဲ့တာပေါ့နော်။အဲ့တော့ဘဲဟာမဆိုရုပ်ချင်းပြောင်းလဲမှုတွေပဲဖြစ်မှာ။အဲ့တော့လူတယောက်ကိုတွေ့ရဆိုတော့ဝန်ငင်းနဲ့တိုင်းကနေအဲ့လူရရောက်လာတယ်။ဒါမှမဟုတ်အတိတ်ကလူဘွားကနေပေါ်လာမျိုးဖြစ်ချင်းဖြစ်မယ်။ဒါပေမဲ့အဆင်ပြေလားဆိုတော့အဆင်မပြေသေးဘူး။ဒါပေမဲ့အဆင်မပြေပေမဲ့ပူလောင်နေရတာလားဆိုတော့ပူလောင်နေရတော့မဟုတ်ဘူး။ You got your own power. ဆိုတော့ပြောချင်တာဗာလဲဆိုတော့ကိုတယောက်တည်း AC နေလိုက်အောင်နဲ့เนาะဒီ sun နဲ့ energy ကိုပဲဆက်ပြီးတော့အာ you you just maintain it ပေါ့နော် you just keep it ပေါ့ဒါပဲ keep လုပ်သွားမယ်လို့လူရုပ်စိတ်ထဲမှာခံစားရတယ်အဲ့တော့ i don't see a very decent love or very a decent romantic connection of coming months ပေါ့နော် coming months မှာတော့ decent ဖြစ်တဲ့ connection မျိုး relationship မျိုးတော့မတွေ့သေးဘူးဒါမဲ့လူရုပ်မြင်တာတော့ you can manifest what you want ကိုလိုချင်တဲ့အခြေအနေမျိုးပေါ့နော်အတိတ်ကလိုမျိုး traumatizing ဖြစ်ခဲ့တဲ့ဟာမျိုးမလိုချင်တော့ဘူးငါ့ကိုတကယ်ချစ်တဲ့လူမျိုးလိုချင်တယ်ဆို you can manifest it ဒါဟု manifest လို့ရရဆွဲလို့ရတယ်ဆိုလိုတာ so a decent connection ဒီကိုပြောချင်တာလူတစ်ယောက်ကိုလောဘနဲ့ဆွဲဖို့ပြောတာမဟုတ်လူချင်းရဲ့လူလောဘနဲ့ဆွဲဖို့ပြောတာမဟုတ် this is something like you can manifest you can take whatever you want ကိုလိုချင်တာကိုတွေးခေါ်လို့ရကိုတွေးတဲ့ဟာကြီးတကယ်လက်တွေ့ဘဝမှာဖြစ်လာအောင်ဆွဲယူလို့ရအဲ့ဆွဲ energy ကိုတွေးရအဲ့တော့ single အနေနဲ့ပဲနေလိုက်ပါအောင်အဲ့တော့ဒီ group ကခုနလေးကိုပြောသလို leo search energy strong ဖြစ်တယ် virgo gemini energy လည်း strong ဖြစ်တာတွေ့ရနောက် scorpio energy လေးကိုတွေ့တယ်အဲ့တော့ venus sign မှာဆိုရင် venus leo တို့ venus sash တို့ virgo လည်းပါကောင်းပါမယ် gemini energy လည်းပါအဲ့တော့ venus sign လည်းပြင်နိုင်တယ် sun sign လည်းပြင်နိုင်တယ်ပေါ့နော် so okay that is a message for twin number 1 All right, now it's time for try number 2. Try number 2လေးကတော့ဒီကိုတိရတော်တော်များများ page မှာဒီရုပ်ကိုတအားရွေးကြရနော်ချစ်လို့လားမသိဘူးလှလို့လားမသိဘူးချစ်စီရလေးအုတ်ထုတ်လေးဒါပေမဲ့သူကမျက်စီလေးမိန်နေရဒီရုပ်ကလေးရဲ့နာမည်ကကြာတော့ mediator တဲ့နော်ဆိုတော့ mediator ဆိုတော့သူတရားတွေထိုင်တရားမှတ်နေလားမသိဘူးဒါပေမဲ့တရားရနေရပုံနဲ့တော့မသိဘူးအယုတ်ကကြည့်ရလို့ရှိရင်အလှကြီးစင်တာနော် So very beautiful this is a scarpanda အယုတ်လို့ခေါ်ရဲအဲ့တော့ Wikipedia တို့နောက်ဒီ Google တို့မှာရှာကြည့်လို့ရတယ်ပေါ့နော်ဒီရုပ်လေး collect လုပ်ချင်တယ်ဆိုလို့ရှိရင်ဆိုတော့အဲ့တော့ဒီ try to လေးတွေအတွက်ကိုဒီ mediator ရဲ့အယုတ်ကလေးကိုရွေးချယ်ထားတဲ့သူတွေရဲ့ single love life ပေါ့ကွာအဲ့တော့ဒီ coming July August မှာဘာတွေဖြစ်မလဲဆိုတော့ဒီလိုနဲ့ကြည့်လိုက်ကြမယ်နော်ဆိုတော့ okay let's start the reading for this group what's happening single love ဝါ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  amazing အဲ့တော့ပြောချင်တာ single love တောင် single love လို့ဒါပြောတာလက်ရှိမှာ date လုပ်နေတာမျိုးတို့ကိုယ့်ဘဝထဲကိုအချစ်သစ်ဝင်လာတာမျိုးတို့เนาะကိုယ်သဘောကျတဲ့လူကိုယ့်ကို emotionally comfort ပေးရလူကိုယ်မှာ loss ဖြစ်နေရအချစ်တွေကုန်ခန်းနေရလို့ဖြစ်နေရဥစ္စာမှာကိုယ့်ရဲ့အချစ်စိတ်တွေပြန်ရှင်ကြပြီးတော့ကိုယ့်ရဲ့အချစ်ကိုပြန်နှိုးဆွတဲ့လူတွေကိုတွေ့ထားကြတာတော့မတီးပေါ့เนาะတချို့တွေဆိုလို့ရှိလို့ရှိရင်လည်း DVD ကိုနားထောင်နေရတဲ့အချိန်မှာကိုက လက်ရှိကိုဘွားတဲ့ကိုလူတယောက်ကရောက်နေနေပြီးကိုသဘောကျနေလူကတွေ့ထားပြီပေါ့နော်ဒါမှမဟုတ် recently မှာတွေ့ထားတာမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့ဒီ group ကကြတော့အချစ်တဲ့ဆာလို့ရှိရင် stability ကိုမျက်နှိုးတယ် this is all about that you want to be rich in your life you want to be materially secure ဖြစ်ချင်တယ်ကွာဘဝမှာကျန်းမာရေးစားဖို့နေဖူလုံချင်တယ်အဲအဲ့လိုမျိုးပေါ့နော်အချစ်တစ်ခုတည်းနဲ့တော့ love the love life ကိုကိုယ့်ရဲ့ life ကိုရှင်သန်သွားမယ်ဆိုတဲ့အထဲမှာတော့မပါတော့ဘူး အချစ်တော့လိုချင်တယ်သို့တော်လည်းကိုကကိုယ့်ရဲ့ own business ကိုကို focus ထားနေတာမျိုးတို့เนาะနောက်တစ်ခါကျတော့ကိုယ့်ရဲ့ပတ်စံစုဖို့တို့ငါချမ်းသာဖို့ငါငွေဘယ်လောက်စုနိုင်ရမလဲအဲဒီလိုမျိုးတွေပေါ့เนาะစိတ်ထဲမှာစဉ်းကြံမြင်းကြံเนาะကျွဲကြံကြံနေတလားတော့မသိဘူးတတော်ကိုအကြံကြီးရဲ့ထဲမှာပါမယ်ထင်ပါတယ်အဲ့တော့ anyway new love လေးကိုတွေ့ရတယ်ဆိုရဲဟာကျတော့ဝမ်းသာစရာလေးတော့ရှိရဲပေါ့เนาะဆိုတော့ let's let's see ပေါ့เนาะတော့ဒီ So July, like, okay, August, my buyer set here on message job, no? I it? What challenges for this group? There's a picture of energy during August. Yet, hmm. line of warrants at the base of the deck ဟဲ့တော့ဒီ group က new law of line မှာသူလဲအတိတ်ရှိရဇလန်းရှိရတိတ်ရှိရဇလန်းရှိရနောက်တစ်ခုကအဆင်မပြေမှာရစိုးရင်လာပါဒီ July mid July to mid August မှာဒီလူ လူတစ်တယောက်ကကို့ဘွားထဲဝင်လာတယ်ဆိုလို့ရှိရင်အဲ့ဒီလူနဲ့အဲ့ဒီလူကကို့နဲ့အလုပ်တူရဲ့လူဝါသနာတူရဲ့လူကို့ရဲ့လုပ်ငန်းခွင်ကနေပတ်သက်ရတဲ့လူမျိုးဖြစ်နိုင်နေတဲ့နော်လီယိုကတ်မှာမြင်တာနော်ကို့နဲ့ဝါသနာတူရဲ့လူညှိလို့ရတယ်ပေါ့နော်တင်းနဲ့တယောက်က work together လုပ်လို့ရရဲဆိုအနေအထားမျိုးတွေ့ရတယ်သို့တော်လေတဲ့စိုးရင်ကြောင်ကြမှုတွေရှိတယ်ဒီ group ကတို့လို့တို့လို့ပေါ့လက်ခံသိရင်လားဟုတ်ကောဟုတ်ရဲ့တော့ဆိုကို့ ကိုယ့်ဘဝမှာလှုပ်ချလို့မရတဲ့အတိတ်တွေရှိခဲ့တယ်ကိုယ့်ဘဝမှာလှုပ်ချလို့မရခဲ့တဲ့ insecurity တွေရှိခဲ့တယ် insecurities တွေတွေ့ရရအောင် i see a lot of insecurities inside you because of your past ကိုယ့်ရဲ့အတိတ်ကြောင့်ဖြစ်မယ်ပေါ့တလားဒီလူနဲ့ကိုအဆင်ပြေမှမမသိဘူးအနေဘက်ကတော့နေဘက်ကတော့သူနဲ့အဆင်ပြေညဘက်ကျတော့စတွေးပြီเนาะ i see this is a gemini energy အဲ့တော့ gemini နေများမယ်တင်တဲ့ဒီ group မှာ cancer scorpio pisces တွေလည်းတွေ့ရတယ် Gemini နေလည်းတွေ့ရပါတော့ဆိုတော့ Venus sign or maybe your sun sign ဆိုတော့ဒီလူနဲ့ရှေ့ဆက်ဖို့အဆင်ပြေပါမလားမပြေဘူးလားဆိုတော့တွေးနေရမျိုးဒါမှမဟုတ်ကိုယ့်ရဲ့အတိတ်ကိုသွားတွေးရမျိုး so you feel am i safe with this person ငါဒီလူနဲ့အဆင်ပြေပါမလားသိရမလားအဲဒီလူမျိုးအဲ့တော့ scenario က try number 1နဲ့ sin the lulu လေးပဲပေါ့နော် sin the lulu လေးပဲဒါပေမဲ့သူကလူတယောက်ကိုတော့တွေးထားပြီး love တခုတော့တွေးထားပြီးဆိုတဲ့အားမျိုးတွေးရှိရပါဒါပြင်မင်းတဲ့သူကဘာလဲဆိုတော့ I think you're not ready to start a new relationship with this person. လူတယောက်နဲ့ကွာဒီဆက် relationship စဖို့အတွက်ကိုဒီ group က ready မဖြစ်သေးဘူးတဲ့။ဘာဖြစ်လဲဆိုတော့ you have to leave all the things. ကိုယ့်ရဲ့အတိတ်ကအဆင်မပြေခဲ့တဲ့အရာတွေကိုယ့်ရဲ့အတိတ်ကကိုယ့်ကိုနှိပ်စက်ခဲ့တဲ့အဆင်မပြေခဲ့တဲ့ relationship trauma တွေဒါတွေအကုန်လုံးကို you have to leave. ကိုယ်ကစွန့်လွတ်နိုင်ရမယ်။နောက်တစ်ခါကျဒီလာတဲ့ဒီလာတွေမှာ you just try to move on move on လုပ်နိုင်မယ့် energy တခုကိုလီကိုငင်ရတယ်ပေါ့နော်။ဆိုတော့ဆိုလိုတာကို pass ကအစင်မပြေခဲ့တဲ့အာစိတ်ဓာတ်ရာတွေလည်းပါမယ်ပေါ့နော်။အစင်မပြေခဲ့တဲ့အတွေးတွေလည်းပါမယ်ပေါ့။အဲ့တော့ဒီလူနဲ့ဆက်ဆံကြီးလူနဲ့ဆက်ပြီးတော့ဇလန်းဖြစ်ချင်တာဆိုတော့အဲ့လိုလည်းမဟုတ်သေးပေါ့နော်။ I'm trying to fix it I'm trying to move on ပေါ့နော်။ငါရဲ့အတိတ်ကအကြောင်းအရာတွေက အာဘယ်လိုပြောမလဲငါရဲ့အထိတ်ကအကြောင်းရယ်ငါ move on လုပ်နေရယ်ငါ new relation တခုစဖို့အတွက်ငါစူးစမ်းနေရယ်ပေါ့နော်အဲ့လိုမျိုး energy လေးပဲရှိနေတယ် you are in a period of transition the transitional period သင်သင်ကူးပြောင်းစဲကာလကိုပဲရောက်နေသေးတာဆိုရဲခါကြတော့ okay ဒီလူတယောက်ကတော့ရောက်လာပြီဘဝတဲကိုသို့တော်လဲ ready ဖြစ်ပြီလားကိုဘက်က ready ဖြစ်ပြီလားဆိုတော့ဖြစ်သေးပါဘူးတဲ့ကို့မှာ stuck ဖြစ်နေတဲ့အကြောင်းတရားတွေရှိနေသေးတယ်ဒါတွေအကုန်လုံး clear လုပ်ပြဖို့လိုပါတယ်။ဒါမှတာလင်ဒီလက်ရှိတွေ့ထားတဲ့လူနဲ့အဆင်ပြေလားမပြေဘူးလားဆိုတာကိုတေချာကိုကအားစိုက်ထုတ်ပြီးတော့ work လုပ်လို့ရမှာ။အဲ့တော့တကယ်လို့များတိုက်ဆိုင်ခဲ့သည်ရှိတော့ပေါ့လေဒီ try do လို့ရေးထားတဲ့ဒီလိုမျိုးဖြစ်နေရဆိုလို့ရှိရင်တိတိကျကျအသေးစိတ် personal consultation လုပ်ချင်တယ်ပေါ့နော်။လူတယောက်တွေ့ထားပြီးဆင်ပြေပြေလားကိုမှအတိတ်တရားလို့ရှိရဆိုရင်သိချင်တယ်ဆိုရင် use မှာ Venus package ဆိုတာ ရှိပါတယ်။ Venus package မှာ Leonet concept 1 by 1ပေါ့နော် private consultation ယူလို့ရပါတယ်ဆိုတော့လီယိုမြင်နာ cancer scorpio pisces energy strong ဖြစ်တယ် gemini energy strong ဖြစ်တယ် maybe တစ်ဖက်လို့ ਆ art sign ဖြစ်နိုင်တယ်အပွား degree လောက်ထားရလူစတွေ့ရလူဆို water sign လည်းဖြစ်နိုင် art sign လည်းဖြစ်နိုင်တယ်ပေါ့နော် capricorn or cancer scorpio pisces ပေါ့နော်ဆိုတော့ for some other person i see the aquarius 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 เนาะဆိုတော့ဒီ group ကလည်း reading ဖြစ်သေးဘူးအေးဆေးနေအောင် okay အဲ့တော့ တခုရှိရအေးဆေးနေဦးဆိုတာကခုနပြောသလိုလူတယောက်နဲ့တွေ့ဆိုဒီလူနဲ့နည်းနည်းလေ့လာအောင်ပေါ့ကိုယ့်ရဲ့ trauma တွေကို तू ကနားလဲပေးနိုင်တဲ့လူဟုတ်ရဲ့လားငါမှဒဏ်ရာတွေမပြောက်သေးဘူးအတိတ်တွေရှိနေသေးတယ်ဒါတွေကိုမင်းနားလဲနိုင်သေးလားငါ့ကိုအချိန်ပေးနိုင်လားပေါ့ကွာဆိုတော့ဒီလူကတကယ်ကိုစိတ်ရှိရအချိန်ပေးနိုင်တယ်လို့ဆိုတော့ just go on okay ဆိုတော့ many more months ပေါ့နော်လေရောရှေ့မှာလည်းလိုက်လိုက်အများကြီးကြော်ဖြတ်ရအောင်မှာဖြစ်တယ်ပေါ့နော်တော့စောင့်ကြည့်ပေါ့ okay so that's my message for try number 2 okay try number 3 the last group ဒီယုတ်ကလေးကတော့ heart seeker တဲ့နာမည်နဲ့ကိုလိုက်ပါတယ်မျက်မှန်လေးတက်ထားရပါတော့အချစ်ကိုရှာပွေနှလုံးသားရှာသူပေါ့လေ heart seeker ဆိုတော့အယုတ်အယုတ်တယုတ်ချင်းစီကတော့သူ့အနေနဲ့သူတို့ချစ်ဖို့ကောင်းကြရပါတော့ဆိုတော့ဒီ heart seeker ကိုရွေးထားတဲ့လူတွေရဲ့ single love ပေါ့နော်အဲ့ကြည်ကြဆိုအဲ့တော့ your message က July 15 to August 15 jar energy ကိုဆွဲမှာဖြစ်တယ်ပေါ့နော် so okay let's start the reading for a single for this group အဲ့တော့ဒီကတကယ်ကတော့ sleepwalker theory ပေါ့နော် ိတ်နေရဟဲသူကလည်းအိတ်နေရဆိုတော့ဒါ sleep walker terror sleep walker terror ကိုလည်းယူထားတာเนาะကြည့်ကြဆို What's happening to you at the moment? Seems cool. ဘလဘလဘူးโอเคဒီကလို client consultation လုပ်ရဲ့လို့ဘာသာနေထွက်မှမသိဘလဘလဘူးအဲ့တော့ဒီဒီ group ကလေမေတ္တာတရားရည်နဲ့ပြင်အပလီမေတ္တာရှင်မာလေးเนาะမေတ္တာရှင်မာလေး ဟိုမိတာရှင်မာလီမကင်ကလားမိုးစိုးမာလီမကင်ကလားဇလန်တခုရှိရနော်မိတာရှင်မာလီ group လို့လီယိုစစ်တဲမှာခန်ဆာအချစ်တွေတော့ပြည့်နေကိုမပေးချင်တဲ့အချစ်တွေအများကြီးပဲပေးချင်တဲ့အချစ်တွေအများကြီးရှိရဲလူတယောက်ကိုရှောက်ရှောက်ပေးတတ်တယ်ချစ်ပေးတတ်တယ်ကျင်နာပေးတတ်တယ်ယူရပေးတတ်တယ်တနာတတ်တယ်အဲ့တော့မိခင်နဲ့တူရဲ့အချစ်တွေရှိရတယ်အဲ့တော့ရန်နေပေးဆက်တတ်တယ်နော်မကြီး base of the i sometimes base of the dark speaks a lot to me so the star you give too much for the persons you love or yanchi de lu de kwa pe de pe de pe လက်ရှိမှာတယောက်တည်းပြီးတော့ပြီးရတော့ပြီးစီရမရှိဘူး so you become တချို့လူတွေအတွက်ကျတော့ lonely ဖြစ်နေရမျိုးတွေရှိမှန်းတချို့လူတွေအတွက်ကျအေးဆေးဆေးဖြစ်နေရကိုယ့်ရဲ့ love life မှာကိုယ့်ဘာနေကိုယ်ပဲအေးဆေးဆေးလေးကိုယ့်ရဲ့ private life ကိုပဲသဘောကျနေရမျိုးပေါ့ okay ငါရဲ့ဘဝမှာအချစ်အစ်စ်မလားလဲငါဘာနေကအေးဆေးနေရရင်ပြီးရောပေါ့တည်မလားဖခင်တရားလုပ်မယ်ဒီ group ကအရင်က humanitarian ဖြစ်တယ်ပေါ့တချို့တွေဆိုလို့ရှိလို့ရှိရင်လည်းအကူအညီတစ်ခုတိုင်းကိုက ready to give any help ပေါ့နော်အကူအညီပေးမယ်အဲ့တော့စာရီတင်ပေးမယ်အဲ့လိုပေါ့ very humanitarian ဖြစ်တဲ့ energy တခုကိုဒီကိုပြတယ်တယောက်တည်းတရားတွေပေါက်နေသလားမသိပါစီကဆိုတော့အဖြေတော့ရှာနေရယ်ကို့ဘဝမှာရှိအောင်မလားရှိနိုင်သေးလားဒါပေမဲ့မရလဲ it's okay ငါအရင်ကြီးပူလောင်နေပါရယ်ဆိုရက် group ဒီထဲမှာတော့ဒီဒီ group မပေါ့မတယောက်ရှိဖို့ရှိရမယ်ကို့ဘဝထဲတော့တယောက်လာပါတော့ဆိုပြီးတော့ပျော်တင်းတင်းဖြစ်ပြီးတော့လူးလိမ့်နေအောင်ခံစားနေရတာမဖြစ်ဘူးဒါပေမဲ့ at some times you you may be probably you may be feel lonely or blah 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 bu bwa no feeling lonely ဖြစ်နိုင်တယ်ကွာတခါတလေကြာရင်တော့ဒီ group ကဒီလို energy မျိုးရတယ်ဆိုဆက်ကြည့်မယ်เนาะဆိုတော့ you ဒီ mid july august မှာပါဖြစ်မယ်ဆိုတော့ challenges for this group What is that? Okay, you wrote the Challenge August. Chill caps. Okay, D group kali. Liu mina pimame bono. D July to August, mid July to mid August. Chaka lai ma solution. မယုံတာပေါ့နော် this is a all about the insecure ဖြစ်တာပဲအာယုံရခက်ခက် ဖြစ်တာပေါ့လေကိုယ့်ဘာကိုတယောက်သေးပဲအေးစစ်စစ်လေးကိုယ်စိတ်လေးနဲ့ကိုနေနေတာမျိုးတွေဖြစ်လိမ့်မယ် ကိုယ်လာပတ်သက်တဲ့လူတွေကလည်းယုံကြည်ရလားဆိုတော့တိတ်ပြီးတော့မယုံကြည်ရဘူးတဲ့အဲ့တော့ကိုကလည်းအဲ့ဒါကိုတိလားဆိုတော့တိလိမ့်မယ်ဒါပေမဲ့တခါကျလို့ရှိရင်တော့ဒီ group ကနော်တရားဖျားတရားတွေလုပ်နေဆိုတော့ mood swing တွေဖြစ်တာမျိုးပေါ့နော်စိတ်အတက်ကြဖြစ်တာမျိုးတွေတောကများတာမျိုးလေးတော့တစ်ချက်တစ်ချက်ဖြစ်တတ်တယ်နောက်တစ်ခုကကျတော့ကိုယ့်ဘဝချဲကိုတကယ် decent love connection လာဖို့ကျတော့ခန့်နေလားဆိုတော့ခန့်နေတယ်နော်ဆိုတော့အာလီယိုမြင်တာလေအစိုးကြီးတော့မဟုတ်ဘူး လူခံစားရတာတော့ကို့အကျွတ်ကွာဒီ group က a partner a soulmate a kind of soulmate ဆိုကို့ရဲ့ဘဝထဲမှာရှိသေးတယ်တဲ့အဲ့တော့မျှော်လင့်ချက် ပေးလိုက်ပြီเนาะကို့ရဲ့ဘဝမှာမိတ်ဆွေတငယ်ချင်းတွေအဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဒီလို soulmate connections ပေးရလူကို့ရဲ့ဒီ soul soul level ကနေတော့ကို့အတွင်းကြကြပေါ့နော်တည့်ရဲ့သူမျိုးကို့ရဲ့စိတ်ကို့ရဲ့ energy သူတစ်ဖက်လူရဲ့ energy ကိုပါခေစေးတွင်ကြတည်နိုင်တဲ့လူပုဂ္ဂိုလ်မျိုးကတဲ့ ဘဝထဲမှာ ရှိသေးတယ်လာအောင်မယ်လာမယ့် energy ကိုပြတယ်ဒါပေမဲ့ဒီကိုမြင်တာဒီကာလတွေမှာမဟုတ်သေးဘူး okay ဒီကာလတွေမှာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီ group ကလီယိုကန်စားရတာ တော့လေတချို့ဆို single ဖြစ်တာတော်တော်လေးကြာနေပြီနော်တချို့ကျတော့ single ဖြစ်တာမကြာဘူးဒါပေမဲ့ trauma တွေတအားများခဲ့ရမျိုးဒီကုကနော် trauma တအားများခဲ့တာဖြစ်နေချိုးချော single ဖြစ်တာတော်လေးကြာနေပြီဟုတ် perfect match ကိုရှာတာပေါ့ကွာတလားဒီမှာ hermit and ဒီလိုလေးကိုအတွက် perfect match တကယ်ကိုကိုရဲ့စိတ်အတွင်းအထီကိုနက်နက်နဲနဲနားလဲပေးရလူမျိုးကိုချစ်ချင်တာလိုချင်တာဒါမဲ့ Leo reading က I'm pretty sure ဒီကြားထဲမှာတွေ့မဲ့လူလူတယောက်တွေ့တယ်ဆိုရင်တော့ event ပေါ့တွေ့ရဆိုရင်တော့မှ not your energy ကိုရဲ့ကိုနဲ့ soul connection ရတဲ့လူတော့မဟုတ်မဟုတ်တော့ဘူးတဲ့ဒါမဲ့လာအောင်မှလာဆိုဖြစ် သိနိုင်သေးရပါတော့เนาะဆိုတော့ဒါကတော့ဘယ်အချိန်လဲဆိုတော့ in depth reading ကြည့်တော့မှာပဲပေါ်မှာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီကဒါလေးတော့ you hope တခုလေးတော့ပေးနိုင်တယ်ပေါ့เนาะအဲ့တော့ set set လိုက်ရှာဖွေပေါ့လေဒီရုပ်လေးတိုင်းမှာ heart seeker ဆိုတော့ဆက်လက်ပြီးတော့ရှာဖွေပါဘဝမှာရှိသေးတယ်တဲ့လာဦးမယ်တဲ့ဒါပေမဲ့ not within this period အတွင်းမှာတော့မဟုတ်သေးပါဘူးတဲ့ So okay, or I see the Virgo energy very strong, Venus Virgo or Sun sign Virgo, Cancer energy strong, Gemini Cancer Virgo, yeah cancerian energy or leo some maybe some leo ဆိုတော့ဒီ energy နဲ့ match ဖြစ်မယ်ဒီ trigon နဲ့ match ဖြစ်မယ်လို့ leo မျှော်လင့်ပါတယ်ဆိုတော့ okay this is my message for trine number 3 all right leo ခုတင်ဆက်ပေးသွားတာဒီ mid july July 15 to mid August August 15ဂျာကာလာမှာဖြစ်မဲ့ single တွေအတွက်အခြေရေးပေါ့နော် love energy လေးကိုလေးကို pick a dry reading ပေါ့ dry တစ်ခုချင်းစီအတွက်ကိုလေးကို tarot message and guidance ကြည့်ပြီးသွားတာဖြစ်ပါတယ် လီယိုရဲ့ဒီ pick a try reading လေးတွေကိုအကြံပြကြမယ်လို့လီယိုမျှော်လင့်ပါတယ်လီယိုကိုလာတိုင်းလာတိုင်းအားပေးနေကြတဲ့ fancy တယောက်ချင်းစီကိုလီယိုကျေးဇူးတင်တယ်နောက်တစ်ခါကျလီယိုကို messenger အနေနဲ့ဖြစ်ဖြစ်ပေါ့နော် page chat box ကနေဖြစ်ဖြစ်နော် page ဒီ comment ကနေပဲဖြစ်ဖြစ်ပေါ့နော် post comment ကနေ comment တွေပြီးပြီးတော့အားပေးကြတဲ့ feedback တွေပေးကြတဲ့တယောက်ချင်းစီတိုင်း fan တယောက်ချင်းစီတိုင်းလီယိုအများကြီးကျေးဇူးတင်ပါတယ်လီယိုခွန်အားဖြစ်ရပါတယ် ဲ့တော့လီယိုကလာပြောလို့ရှိရင်လည်းလီယိုကဒါလေးကိုမှတ်တမ်းလေးတင်ထားလေးရှိရပေါ့နော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်လီယိုရဲ့ creation time ကိုအပေးရတဲ့အတွက်ကောနောက်ထပ်နောက်ထပ် creation အစ်စ်တွေဖန်တီးဖို့လည်းလီယိုခွန်အားရတယ်ပေါ့နော်ဆိုတော့ thank you ပါအဲ့တော့လီယိုကိုဒီထပ်အားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့လီယို YouTube channel ဖြစ်တဲ့ Soul of Leo Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မေးပါနဲ့အောင်နော်။ Okay နောက်ထပ်နောက်ထပ်လတွေမှာဒီထပ်ပုံပုံကောင်းမွန်တဲ့ Terror Reading Creation အသစ်လေးတွေ content အသစ်လေးတွေနဲ့တူလီယိုပြန်လာခဲ့ပါအောင်မယ်။ That's it for today. Bye bye.